မြန်မာတွေကိုအမေရိကန်ကနေပြီးတော့တကယ်နှင်ထုတ်နေပါပြီ။ဘာကြောက်လဲ။ဒီဗီဒီယိုအစုံမှာတော့အမေရိကန်မှာနေခြင်းဆိုရင်မဖြစ်မနေအမြန်ဆုံးလုပ်ရမယ်အချက်၅ချက်ကိုပြောမယ်။ကဘာပတ် American Millionaire Stock Option Crypto Exchange မြေစီးပွားပညာရှင် channel ရကျူးစွာပါလေ။ဘယ်နေရာကြည့်နေလဲ။ကိုမအောင်မှာရေးတာပါ။ဒီ email ကိုမြန်မာတချို့လက်ခံရရှိပါတယ်။ဘယ်ဟာဆိုတော့ DHS Department of Homeland Security ပို့လိုက်တဲ့ email မှာเนาะ official email.gov email လာပါတယ်အဲ့ဒါဘာကြောင့် email လက်ခံရရှိရပါလဲတချို့လူတွေက student visa နဲ့ပြီးတော့အစာလံပြောင်းတာ ਨੇ အဲ့ဒီလူတွေလည်းလက်ခံရရှိရတယ်လက်ခံရရှိရလို့ရှိပါလားကိုမအမရေးတာပါဘယ်နေ့ကလက်ခံရရှိပါတယ်လဲဘယ်ပြည်နယ်မှာနေပါတယ်လဲအောက်မှာရေးထားတယ်ပါဒီ email date ကတော့ April 17ရက်နေ့ကပို့ထားတယ် notice of termination of parole เนาะ parole ရထားတယ်အဲ့ဒါကိုလုံးဝရနိုင်ပါပြီ USA အနေမျိုးအမြန်ဆုံးထွက်သွားပါเนาะသူကပြောထားတယ်အမြန်ဆုံးမထုတ်ဆိုရင်အစိုးရအနေပြီးတော့ဖမ်းပြီးတော့ deportation လုပ်မယ်အဲ့လိုမျိုးလုံးဝအခါကျရင်ဘာဖြစ်မလဲဆိုရင် USA ကိုလုံးဝပြန်ဝင်လာလို့မရတော့ပါဘူးเนาะပြီးပါရင် fine ချမယ်လို့ပြောတယ် fine ကဘယ်လောက်လဲဗီဒီယိုအလုံးအလဲမှာပြောမယ်เนาะ ဲ့ email ရရတဲ့လူကဘယ်သူတွေများဆိုရင် CBB one app တုံးထားတဲ့လူများတယ်เนาะ Cuba လို့ Venezuela လို့เนาะအဲ့ဒီကနိုင်ငံတူတွေက border ကနေပြီးတော့ CBB one app ကိုတုံးပြီးဝင်လာတယ်မြန်မာတွေရောရှားပါတယ်မြန်မာတချို့တလေရောရှိမှာပေါ့လေလက်ခံရရှိတဲ့လူတွေရှိ CBB one app လို့တုံးပြီးတော့ဝင်လာမှာတလားဘယ်လိုမျိုးဝင်လာမှာတလဲကိုမအောင်မှာရေးတာပါအဲ့တော့ ဒီ app လို့မတုံးမဲ့တဲ့လက်ခံရရှိရဆိုရင်တော့တခုခုတော့လွဲနေပြန်เนาะအဲ့ရောဘယ်လိုမျိုးလွဲနိုင်လဲကိုလက်ခံရရှိရအစ်စ်မှဟုတ်မဟုတ်ဘယ်လိုစစ်မလဲဆိုတာဗီဒီယိုလေးအလင်းမှာပြောမယ် CBP1 ဆိုတာ USA အစိုးရ immigration ကနေပြီးတော့ထုတ်ထားတဲ့ app เนาะ border ကနေပြီးကူးပြီးတော့အစလန်ရှောက်မဲ့လူတွေအာ appointment ယူရတာလုတ်ထားတဲ့ app ဖြစ်ပါတယ်အရင်ကရတယ်အခုက ICBP1 app ကဘယ်နေရာမှာတော့ရဆိုရင်ကိုကထွက်သွားပြီးဆိုပြီးတော့ အကြောင်းကြားတဲ့နေရာမှာတုံးပါတယ်။ Trump လာနေပြီးတော့စဉ်းစားနေတယ်နော်။အကယ်၍ deportation အမေကိုနားမခံဘူး၊ကိုယ့်အောင်မထုတ်ဘူးဆိုရင်တရက်ကိုဒေါ်လာ998ကိုက98ဒေါ်လာ charge တော့မပြောမှဒေါ်လာ1000နီးပါးပေါ့ charge လုပ်ဖို့သူစဉ်းစားနေ plan နဲ့လုပ်နေတယ်เนาะအဲ့တော့ပတ်စံတွေအများကြီးပေးရမှာเนาะကိုကဒီထဲမှာနေမယ်ဆိုရင်ဘယ်တဲ့ကနေသူယူမလဲကို bank account ရရမှာရှိရလေဟုတ်တယ်မအဲ့လိုမျိုးကို CC ဆရာ PC အားလို့သူကအိမ်ဝယ်ထားအိမ်ဝယ်ထားရလူတွေအိမ်တွေမှာနေတိတ်မှာပေါ့အဲ့လာကြောင့်အစိုးရအကုန်လုံးတိတ်နိုင်အဲ့လိုမျိုးတိတ်နိုင်အောင်ရအောင်သူ season ရဲ့တဘောမှာရှိစဉ်းစားနေတယ်เนาะအဲ့ကြောင့်အရန်အရေးကြီးရမြန်မာတွေ

When Massachusetts resident Nicole Micheroni received this day email day. on Friday telling he her day. to leave the country, she was baffled. At first, I thought it was for a client, but I looked really closely, and the only name on the email was mine. Um, so it said that my parole status had been terminated, and I <laughs> should leave the country within seven days. But the 40 year old is a U.S. citizen born in Newton and raised in Sharon. Probably, hopefully, sent to me in error. Um, but it's a little concerning that these are going out to U.S. citizens. Mitcheroni is an immigration attorney working with many clients facing possible deportation issues. So her name and email are on a lot of paperwork. And the language in the email is very threatening, um, and it looks kind of like a sketchy spam email. It doesn't look like an official government notice. But it is. But it is. In a statement, a senior Department of Homeland Security official told us Customs and Border Protection is issuing notices terminating parole for individuals who do not have lawful status to remain. And CBP used the known email addresses of the alien to send notifications. If a non personal email, such as an American citizen contact, was provided by the alien, notices may have been sent to unintended recipients. CBP is monitoring communications and will address any issues on a case case by case basis. I think it's really scary that this is going on. Um, it says that they're not being very careful. Mitcheroni posted about the email on social media and has received thousands of responses from around the world. I think it's a scare tactic. I think they want people afraid of immigration. Nicole says she will not be reaching out to Homeland Security. She believes this was an administrative error and she hopes nothing more comes of it. And Boston, Michael Rosenfield. officer US နိုင်ငံသားကမှ email ရရှိတယ်အစထင်တာသူ့ရဲ့အာ client တွေနော်သူ့ရဲ့ customer တွေ immigration ရှေ့ရှေ့နေလို့ရှေ့နေဆိုတော့သူ့ရဲ့ client တွေစီကို email ပို့တယ်ထင်တာမဟုတ်သူ့နာမည်ပါပါတယ်နာမည်ပါပါပြီးတော့ email အတူတူပဲ April 17ရက်နေ့မှာပို့ထားသူ့ရဲ့လက်ခံရရှိနော် US citizen နော်အဲ့ရော तू ကမလုပ်မလဲဆိုတော့ဒါအမှားပဲဖြစ်မယ် administrative error error तू ဘာမှ ဒီ HS ဆိုတွားပြီးတော့ဆက်တော်မှာမဟုတ်။မကြောက်ဆိုသူက US citizen နဲ့ဒါအမှားတိတာဟုတ်တော့ US citizen ဆိုတော့ parole မှာမရှိ啊။ပြီးတော့ parole မရှိရင်တော့ termination ရမရှိ။မရှိတော့ထွက်เสียရမလို့เนาะသူက email မှာရေးထား9ရက်တွင်ထွက်ရမယ်လို့ရေးထား။เนาะလူတိုင်းလူတိုင်းရတာမသိဒီ email မှာတော့9ရက်မပေါအောင်ကြည့်ချက်။ဒီကဒီမှာရှိရ examiner terminate 7 days အပါတယ်။ Where terminate 7 days from the date of this notice ။ တပတ်အတွင်းမှာနော် nova ပိတ်ပင်သွားမယ်အဲရောမြန်မြန်ထွက်ရမယ်လို့သူကပြောတာလေနော်အကုန်လုံးလိုလိုဒီလို email ရတဲ့ဘုံမှာရှိတယ်ဆိုတော့ရှေ့နေရာမှာရတယ်နော်အာရှေ့နေ serious citizen nova အော်တည်ရနိသူမှားမသိမှားမသိရဆိုတော့တွားပြီးဆက်သွယ်စရာမလိုဒါပေမဲ့ US citizen မဟုတ်ရလူတွေရောဘာကြောက်ဒီလို email တွေလက်ခံရရှိရတယ်ဖြစ်နေတာ identity theft ဖြစ်နေတယ်ကိုယ့် email သူများလက်ခံရရှိရဲ့ ကို့ရဲ့ email ကိုသူများ DHS မှာတွားပြီးပေးထားတယ်เนาะအဲ့ရောသူစီ email ကိုမရောက်ဘူးကို့စီရောက်လာတယ်အဲ့လိုမျိုးဖြစ်နေတယ်เนาะပလိတ်တရလက်ခံရရှိရကို့ email တခြားကို့ information identity တက်ဖေးသူများယူသွားတယ်ထင်ပါတယ်လားကို့မအမှန်ရတာပါနောက်ထပ်ဒုတိယက administrative error မှားပြီးတော့ပို့မိတာเนาะမှားပြီးပို့မိတာဖြစ်နေတယ်အဲ့ရောဘယ်လိုမျိုးစစ်မှန်မစစ်မှန်ဝေဖန် ပန်းချမလဲဒီ email ကြည့်တယ်မဆိုရင် dhs.go ပြီးရလာဆိုတာဒါတရားဝင် email ပြောရအစိုးရလာတယ်နောက်တနည်းကဘယ်လိုစစ်မလဲဆိုရင်ရှေ့နေရှိရဆိုရှေ့နေတော့အရင်ဆုံးတိုင်အရင်ဆုံးပြောရှေ့နေရတစင်ဆက်တော်ရကြော်ပြီးတော့မဆက်တော်နဲ့เนาะရှေ့နေတိုင်ပင်ပြောပြအရန်အရေးကြီးရတပတ်တူမှာခုနေရเนาะအာပြီးွားရင်ရှေ့နေရတစင်သူအကြံပေးနေမယ် โอเคရှင်းနေမရှိဆိုရင်အဲ DHSO တိုင်းပင်ပေါ့ဒါမှမဟုတ်ရင်ရှင်းနေစက်ချင်းဟားလိုက်เนาะ email မှန်မမှန်စစ်ပါဆို DHSO ပြောရတယ်အကောင်းဆုံးရှင်းနေဟားလိုက်အကောင်းဆုံးပဲပြီးတော့အရေးကြီးရပါတယ်အရေးကြီးရပါတယ်အဲ့လိုမျိုးဟာမျိုးရယ် USC ရနေပြီးတော့ချက်ချင်းကိုကသူ့အမားလို့ဆိုရင်ကိုက USC ရပြီးမှားပြီးထွက်မိရယ်ဆိုရင်ကိုပြန်ဝင်လာမလွဲတော့ ဲ့ဒါသတိထားအရင်ကြောက်ပြီးတော့ချက်ချင်းထွက်เสียရမလို့ရှေ့နေတဲ့တေချာတိုင်ပင်ပြီးတော့မှထွက်အရင်ရည်ကြည့်နော်ထွက်ပြီးွားရင်ပြန်လာမှုဆောင်မလို့ဒါအရင်အရည်ကြည့်အရင်ရည်ကြည့်နော်ထွက်မှတော့အာ find charm တနေ့တထောင်လို့စဉ်းစားနေတော့ပဲเนาะတရားဝင်ရောမဖြစ်လာနေဘူးတရားဝင်ဖြစ်လာအခါကျရင်ဆရာပြောပြမယ်အားကြောင့်ဒီ channel လေးကို subscribe လုပ်လာပါဗီဒီယိုလေးကို share ထားပါဒီလိုမျိုးဖြစ်နေဆိုရင် နီးနန်းနေရှိရ US မှာတကယ်ကို email လက်ခံရရှိရတကယ်ပဲထားပါစို့เนาะပြောပြတကယ်ပဲထားပါစို့အဲ့ရော US မှာစက်နေလို့ရအောင်ဘလို့နီးနန်းရရှိတယ်နီးနန်း၅ခုရှိရပြီးွားရေဗီဒီယိုအစုံမှာလူများစုမတိသေးတဲ့เนาะအရန်ကောင်းတဲ့နီးနန်းတွေကိုတေးချာချာပြောပြမယ်ခုဒီရှေ့နေပါပြောဆက်ပြီးတော့ကြည့်မယ် and this talk about something very important, and it has to do with the humanitarian parole program. As many of you know, the humanitarian parole program for Cuba, Haiti, Nicaragua, and Venezuela will be revoked ay, 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 ay. starting on April 24th April 24. of this year. President Donald Trump has decided to revoke that program. And what that means is that people that are currently under the humanitarian parole program unfortunately will no longer have any lawful status here in the US unless they find some other ways to remain legally in the country. Uh, one of the options that a lot of people from these countries have is to file an asylum application. Although not everybody could qualify for asylum, many people from those countries could be eligible for asylum. Also, people that perhaps uh, are currently in a relationship with a US citizen, or perhaps are being petitioned by a company in the US, or they qualify for a visa such as the EB2 National Interest Waiver Visa or the Extraordinary Abilities Visa, could be options for those people, those families, to legally remain here in this country. We are going to update our community regarding everything that is going on with the humanitarian parole program, but also we will update our community with options so they may legally stay here in the United States. If you have any questions regarding the humanitarian parole program or any other immigration matter, feel free to give us a call. We're here to assist you. Take care. Hi, everyone. This is Attorney. Cuba, Haiti, parole program ရှိတော့နော် no way ရတယ်အဲ့ရောအဲ့ရက်ကျော်သွားလဲ our indicate ဖြစ်သွားအဲ့ရောနီးလိုက်နေရှိနော်ဆက်ပြီးတော့ legally ဆက်နေခြင်းဆိုနီးလိုက်ရှိအဲ့နီးလိုက်၅ခုပါပါတယ်ဆိုတော့မြန်မာတွေရဲ့စဉ်းစားရဒါရှေ့နေပြောပြတာ file and asylum application asylum ရှောက်ပါရှောက်ရနော်စစရှေ့နေပြောတာပြီးတော့နောက်တစ်ခုက US citizen တို့မဟုတ် green card holder ကိုတရားဝင်လက်ထပ်ယူတာနော်ပြီးတော့ set new year adjustment status လုပ်နေလို့ set new year ောက်တစ်ခုကကုမ္ပဏီကနေကိုယ်ငားမယ်အပီတီရှင်းပါရဲ့ company အဲ့ဒါဆိုရင်ကုမ္ပဏီအာ work visa ပေါ့အလုပ် visa ရတယ်ဆိုရင်ဆက်နေရတယ်နောက်ထပ်နံပါတ်2ကပါဆို EB2 National Interest Waiver Visa နဲ့အနေနဲ့လျှောက်ပြီးတော့လုပ်ရတယ်ကိုယ်တိုင်လျှောက်ရတယ်ပြီးတော့နောက်တစ်ခုက O1 Extraordinary Ability Visa ဆိုလျှောက်ရဒီ5ခုရှိတယ်နောက်ပလေတက်ရောက်ဒီ5ခုတည်းကဘယ်နည်းတော့တုံးဖို့စဉ်းစားနေပါနဲ့ ကုမ္ပဏီအောက်မှာနေတာပါ EP2 ဆိုတာပါတယ် EP2 ဆိုတာ National Interest Waiver NIW နိုင်ငံခြားသားတွေအရန်တော်တဲ့ degree ရှိရ Advanced degree အစစ်မြစ်ဘွဲ့ရနိုင်ငံခြားသားတွေပြီးတော့အရန်ထူးခြားတဲ့အရေးချင်းရှိရလူတွေဆိုရင် USA မှာ permanent resident ရတယ်သူကနေစရာမလိုဘူး company ရှိစရာမလိုเนาะ permanent resident ရတယ်နေဖို့ရတယ် company ရှိစရာမလိုဘူး ကုမ္ပဏီကနေရှောက်ပေးစရာမလိုအဲ့ဒါကိုယ်တိုင်ရှောက်ရเนาะတက်တင်ရောပြမှာပေါ့ကိုယ့်အကိုစက်ပေးတရှင်းလို့ရမယ်အာ labor certification လို့ယူစရာမလိုဘူးဘာပြရမလဲအေး advanced degree ရှိတာနောက်မှအရင်ထူကြတဲ့အရေးချင်းရှိတာအဲ့ဒါပြပြီးတော့ form 1 for i 140တင်လိုက်เนาะတင်လို့ရအဲ့လိုတင်ရမှာဆိုရင်ဒီ approve ဖြစ်သွားမှာဆိုရင် USC မှာ ကုမ္ပဏီစပွန်ဆာမဟုတ်ဘဲနဲ့ကိုယ့်ဟာကိုယ်တင်ပြီးတော့ permanent resident green card ရနိုင်ပါတယ်နော်ပလေးတက်ကြီးမှာဟောဘလို့ထူးခြားတဲ့အရေးချင်းတွေရှိရထင်ပါတယ်ဒီ EB2 visa ကိုစိတ်ဝင်စားလို့ရှိပါလားပို့ပြီးတော့ video လုပ်ဆက်ခြင်းပါလားကိုမအမရေးထားတာပါနောက်တစ်ခုကပါ O1 visa နော်ဒါ immigrant visa မဟုတ် extraordinary ability အရန်ထူးခြားတဲ့အရေးချင်းရှိတယ်တိတ်ပံမှာဖြစ်စေ အမှုပညာမှာဖြစ်စေဒါမှပညာရေးမှာဖြစ်စေစီးပွားရေးမှာဖြစ်စေပြီးတော့အားကစားမှာဖြစ်စေနော်ဒါမှရုပ်ရှင်နဲ့ပတ်သက်တာဖြစ်စေအရန်ထူးခြားတဲ့အရေးကြီးရှိတယ်ဆိုရင် O1 visa ရှောက်ရအောင် O1 visa မှာ O1A ရှိတယ် O1B ရှိတယ်เนาะနှစ်မျိုးရှိတယ်အာကတ်မရှိဘူး limit မရှိဘူး qualify ဖြစ်တယ်ဆိုရင်ရဖို့ခင်ပို့ပြီးတော့များတာပါ limit မရှိဆိုဟုတ်တယ်မလားပြီးတော့ duration ကအာ multi ရဥပမာဆိုရင် ရုပ်ရှင်လာရရတယ်ဆိုရင်အဲရုပ်ရှင်မဟုတ်ဘူးဒီရုပ်ရှင်တစ်နှစ်ကြာမှာနှစ်နှစ်ကြာမှာเนาะအဲ့ဒါဆိုရင်ရုပ်ရှင်မင်းသားမင်းသမီးနာမည်ကြီးရတယ်လို့ပေါ့အဲ့ဒါမျိုးဆိုရင်တစ်နှစ်စာပေးပေးမယ်နှစ်နှစ်စာပေးပေးမယ်เนาะ temporary work visa ပဲဒါကြောင့် permanent visa တော့မရဘူးဒါပေမဲ့ temporary work visa ထစ်တာခဏအလုပ်လုပ်ပတ်ခွင့်ရှိရဗီဇာပေးထားတယ် immigrant visa မဟုတ်เนาะဆိုတော့ EB2 ကပို့ပြီးတော့အာအစ်စ်မြင့်တယ်ပြောရမှာပေါ့ immigrant ရ permanent resident တန်းရဟုတ်เนาะ ဒီ visa နှစ်ခုတည်းကဘယ်ရအောင်စိတ်ဝင်စားပါလဲ ਨੇ ကိုမမရေးတာပါ EB2 က O1 အောက်မှာရေးထားတယ်မှာအဲ့ရောမြန်မာတွေရောတတိထားမှာပါတယ်노ဝါရ16ရက်နေ့노ဝါရ29ရက်25ရက်နေ့2025 TPS ဆိုတော့ပေးထားတယ်16လကြာเนาะ Temporary Protected Status TPS ဆို16လပဲအချိန်မှာကုန်မလဲဆိုတော့ဒီနှစ်노ဝါရ25ရက်နေ့အာမကြာတော့ နော်အချိန်မရွေးပြောင်းနိုင်တော့ President Trump ကနေပြီးတော့ချက်ချင်းရုပ်သိမ်းရုပ်သိမ်းနိုင်စိုးစား Venezuela တို့ Cuba တို့ Haiti တို့နော် Nicaragua ကဒီလိုပဲအမိတ်ချပြီးတော့ပဲချက်ချင်းရုပ်သိမ်းတာရက်30တော့မကြာနိုင်တလားတော့မကြာအဲ့တော့မြန်မာတွေကြိုတင်ပြီးပြင်ဆင်တာအရန်အရေးကြီးကြိုတင်ပြီးပြင်ဆင်ဒီလိုမျိုးဟိုနိုမာလာတိရှိကြရမယ်ဆိုပြီး AC နေမနေနဲ့အမြန်မဖြစ်မနေလုံးရမယ်အချက်၅ချက်ရှိတယ်ပါတယ်တိရစောစောပြောတာဒီအချက်၅ချက်မဖြစ်မနေလုံးရမယ် နောက်ထပ်ဒီအချက်၅ချက်တည်းမှာကဘယ်ဟာအလွယ်ဆုံးဖြစ်မှန်းသိမှာလဲအောက်မှာရေးတာပါ US citizen ဒါမှမဟုတ် green card holder နဲ့ visa ဖြစ်ထားရဆိုရောအဆင်ပြေတာပေါ့ဟုတ်တယ်မလားဒီချက်ပို့ကောင်းတာက American ကဘာပတ် American မိနေတာနဲ့ချစ်ကျွမ်းဝင်ထားရဆိုအကြောင်းပါထားရဆိုရောတော်တော်ကြီးကန်ကောင်းတာပေါ့ဒါပေမဲ့ကိုကကန်အဲ့လောက်မကောင်းလို့ American မိနေတာနဲ့အကြောင်းမပါဘူးဆိုရင်ခေတ်စားမရှိဘူး ဘာနေလို့ရတယ်ပညာတင်လို့ရနော်ဒီလိုမျိုးတလထက်မှာကျိုင်းတဲ့နေရာမှာနေပြီးတော့တနေ့တနာရီရတယ်၃နာရီအထိအလွတ်လုံရင်လည်း9000ကျော်ရရဆိုရင်ဘယ်နေရာနေနေစိတ်ပူစရာမလို့ US မှာတော့နေစရာမလို့ပိုတော့တက်တာတခြားနေရာသွားလိုက်ကိုရီးယားဂျပန်နော် Thailand, Malaysia, Singapore အရန်လှတဲ့နေရာများရှိ Philippines, Cambodia တွေမှာ ASC တွေနော်အလုပ်လေးလုပ်ပြီးတနိုင်တနိုင်ရတဲ့ဒီပတ်ဆက်ရဆို US မှာနေစရာမလို့အဲ့လိုမျိုးဆိုရင်အရန်အစ်စ်ပြည့် ြီးွားရင်အေး6လထဲတဲ့ကိုချမ်းသာမှုကကို့မှာပိုင်ဆိုင်မှုကိုနှစ်ဆကျော်ဖြစ်အောင်လုပ်နိုင်ရဲ့အခြေရှိရဲ့ဆိုရဲဘာမှ US ပါဆက်ပြီးနေစရာမလိုဒီလိုမျိုးအခြေရှိအောင်ဘာပညာတင်ထားဖို့လိုလဲဆိုတော့ stock investing call option put options advance option day trading movement stock ဒီပညာ၅ရဲ့အစဉ်တိုင်းတော့နှစ်လ၃လအတွင်းမှာပြီးရောက်တင်ထားနိုင်မှာဆိုရင်တော့အဲ့လိုအခြေရှိဖို့ ကိန်းပို့ပြီးတော့များပါပါတယ်တင်တဲ့တက်ချင်ဆိုရင် YouTube video ရဲ့ description ကိုမှအမလင့်နေရှိပါတယ်အဲ့ဒါလေးကိုကလစ်နှိပ်တာပါဒီနေ့ register လုပ်ပြီးတွင်းနေဆိုဒီနေ့ချက်ချင်းတင်လို့ရပါတယ် cost ရန်ဒီနဲ့ထပ်တက်လိုက်တာ cost ချင်းတက်လိုက်တာအခုရချိုးအင်းရှိတယ်။ဘယ်ဟာမျိုးပူကောင်းလဲ။ဘယ်ဟာပူကောင်းလဲဆိုတော့ဆရာကနေ upstream နေ upstream နဲ့ငွားလန်း နီးလဲငားလဲရှိရဲ့အဲ့ဒါတွေကကျင်းအကြိုက်ဆုံးဒီကောင်တွေကအရင်ကြီးရောက်တယ်ကျင်းအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တွေမှာလည်း attend ပါတယ်ကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးအောင်ရှိရဲ့ဆရာဆရာကြီးကလည်းတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲ line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိချတိုင်းလုပ်တာလုံးဝအရှုံးမရှိဘူး Hello ဆရာ CIS store ဆရာ clothing တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြတ်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမတော့ CIS အဘုံတခါလေးမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ရေရှည်အတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှည်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့ ေးစိတ်လည်လာခွင့်ရှိတယ်။ပြင်ဆင်ဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတယ်။ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာဒီလန်တက်ရရနဲ့ တလကလမ9500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူလို့ပြောလို့ရပါတယ်ဆရာစကားနားတော်မရောလေမရောဘဲနဲ့သင်တာပါနိအခုတော့အဲ့လိုမြတ်နေဆယ်ရင်းနဲ့ကျေးဇူးပဲဒီညိုညိုလိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျမစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာသင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာသင်နာနဲ့သင်တန်းတွေကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလည်ပြီးမှလုပ်တဲ့အတွက်ကြောင့်မို့အရှုံးနေပြီးတော့အမျက်ကိုများများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့သင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင် ထိန်းသက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမြင်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းစွန့်နေရကြာပါပြီဆရာရေမနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလည်း ဆရာမမ store မမရှိတယ်ကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ